မိုးမမိစေနဲ့အေးအေးမိမယ်။မိုးရေဆိုရင်တုပ်ကွေးဖြစ်လိမ့်မယ်ဆိုပြီးတော့လူကြီးတွေပြောတာကိုငငယ်တွေကခဏခဏကြားနေကြဖြစ်မှာပါ။ဆိုတော့ဘာလို့မိုးမိပြီးရင်အေးအေးမိရလဲ။တကယ်ပဲမိုးရေကအေးအေးမိစေရလားဆိုတာကိုဒီဗီဒီယိုလေးမှာပြပြပေးသွားပါမယ်ရှင်။ အားမွေးမင်္ဂလာပါရှင်အထူးရောဂါကိုရှင်းဝင်ဒေါက်တာမဘူပါမိုးမိပြီးသွားရင်အေးအေးမိတတ်တာကမိုးရေကြောင့်တော့မဟုတ်ပါဘူးအေးအေးမိတော့ဝေဖြစ်တယ်ဆိုတာကဗိုင်းရပ်စ်ပိုးရေကြောင့်ဖြစ်တာပါဒါပေမဲ့မိုးမိပြီးသွားရင်တော့အေးအေးမိလွယ်တတ်ပါတယ်ဒါကဘာကြောင့်လဲဆိုရင် ်နံပါတ်1အချက်ကခန္ဓာကိုယ်အပူချိန်ရုတ်တရက်ကြာသွားလို့ပါမိုးမိပြီးတော့အေးနေတဲ့အချိန်မှာခန္ဓာကိုယ်ကနွေးနေအောင်လို့ energy ပို့သုံးရပါတယ်အဲ့ဒီအခါခန္ဓာကိုယ်ရဲ့ကိုယ်ခန္ဓာစနစ်ပေါ့နော် immune system ကအားနည်းသွားပြီးတော့အေးမိတုပ်ပွေးဖြစ်စေတဲ့ virus ပိုးတွေအလွယ်တကူကူးစက်စေနိုင်လို့ပါ ။နောက်တစ်ချက်ကတော့မိုးရာသီမှာဗိုင်းရပ်စ်ပိုပြန့်နှံ့နှုန်းပိုများလိုပါ။ဗိုင်းရပ်စ်တွေဘက်တီးရီးယားတွေကဆူဆူထိုင်းမိုင်းတဲ့နေရာတွေမှာပိုပြီးတော့ရှင်သန်နိုင်ပါတယ်။ဒါအပြင် အပြင်မှာမိုးရွာမိုးအေးတဲ့အခါမှာခြောက်သွေ့တဲ့အဆောက်အအုံတွေကအခန်းတွေထဲမှာလူတွေကဆုပြီးတော့နေတတ်ပါတယ်။ဒီလိုလူထူထပ်တဲ့နေရာတွေမှာအသက်ရှူလမ်းကြောင်းကနေတဆင့်တုတ်ကွေးဗိုင်းရပ်စ်ပိုတွေပိုပြီးတော့ပြန့်နိုင်လိုပဲဖြစ်ပါတယ်။ နံပါတ်3အချက်အနေနဲ့ကရာသီဥတုအေးတာကခန္ဓာကိုယ်ရဲ့ကိုယ်ခံအား တုံ့ပြန်မှုကိုနှေးစေလိုပါလေးလာမှုတွေအရာ အပူချိန်ကြတာအေးတာကနှာခေါင်းထဲမှာရှိတဲ့နေဆယ်ဆဲတွေရေပေါ့နော်ဗိုင်းရပ်စ်ကိုဖိရှားတိုက်ထုတ်နိုင်စွာကြာစေပါတယ်ဒီတော့မိုးဤနေတဲ့အချိန်မှာတုတ်ဝဲဗိုင်းရပ်စ်နဲ့တွေ့သွားမယ်ဆိုရင်ညမကောင်းတာအေးမိတာမျိုးဖြစ်နိုင်ခြေပိုးပြီးတော့များပါတယ် နောက်ဆုံးအချက်ကတော့မိုးမိပြီးတော့ရေဆိုနေတဲ့အဝတ်ဆိုဆိုတွေကခန္ဓာကိုယ်ဖိစီးမှု stress ဖြစ်စေတာကြောင့်ပါအဝတ်ရေဆိုတွေနဲ့အချိန်ကြာကြာနေမယ်ဆိုရင်ခန္ဓာကိုယ်ကအေးလာပြီးတော့ stress ဖြစ်လာပါတယ်အဲ့ဒီအခါယောဂတွေကိုတိုက်ထုတ်ပေးတယ်ခန္ဓာကိုယ်ရဲ့သဘာဝကုခံနိုင်စွမ်းကိုကျဆင်စေပြီးတော့တုတ်ပေးအေးအေးမီးတဲ့ virus တွေကိုအလွယ်တကူဝင်ရောက်စေနိုင်လို့ဖြစ်ပါတယ် ဒီတော့မိုးရေကြောင့်အေးမိတာမျိုးမဟုတ်ဘဲနဲ့မိုးရေနဲ့အေးတဲ့အခါမှာခန္ဓာကိုယ်ရဲ့ခုခံနိုင်စွမ်းတွေကိုအားနည်းစေတာကြောင့် virus ပေါ်နဲ့ထိတွေ့မိတဲ့အခါမှာအေးမိတာတုတ်ကွေးဖြစ်တာနေမကောင်းဖြစ်တာမျိုးပိုပြီးတော့ဖြစ်စေတာပါ။ဒါကြောင့်မိုးမိပြီဆိုတာနဲ့ခြောက်သေးတဲ့အဝတ်အစားမြင်မြန်လဲတာနင်းနင်းချွေချွေနေရမျိုးလုပ်ပါနော်။အေးမိတော့ဝေးရမဖြစ်အောင်လေကိုခံအားကောင်းအောင်လို့အစာအတော့ကိုတေချာစားတာအေးရောအောင်အိတ်တာလူများရဲ့နေရာသွားရင်မတ်စတာ လက်ကိုစနစ်တကျစေးတာတုတ်ကွေးကာက ွယ်စေးထိုးတာတို့ကွေးလက္ခဏာတွေခံစားရရင်ဆရာဝန်နဲ့တိုင်ပင်ပြသတာမျိုးလုပ်ဖို့လည်းမမေ့နေအောင်နော်။ကြည့်ဒီလောက်ဆိုရင်တော့ဘာလို့မိုးမိပြီးရင်အေးမိလွယ်တာလဲဆိုတာကိုဘိုးဘသူကရသွားပြီလို့ထင်ပါရဲ့ရှင်။အဆုံးတခြားပြည့်အတွက်ကျေးဇူးများရေးတင်ပါရဲ့နော်။နောက်ဗီဒီယိုတွေမှာဆက်မနေပြန်တွေ့ပါမယ်။တတား။